ဆာကိုအဟိုဟာစမှုတန်းအတွက်တည်းဆိုပြီးတော့အခုကောက်တယ်ခင်ဗျာအခုအခုကကျွန်တော်ပထမအလုပ်ပေးသွားပြောတာအခုရမလားလို့အဖေရတယ်ဟိုမှာသွားပြောတယ်ခင်ဗျာအခု ကျွန်တော်တို့အရာကျွန်တော်ကညှိနေတော့အဲ့ဒီဟာထက်ရမှာဖြစ်ဖြစ်နေကိုဟုတ်ကဲ့လေးပါလုံးတောင်းတယ်ခင်ဗျာကို၄ပါလုံးတောင်းတယ်ဆိုမှအခုရှိပြီ၈တောင်းခွင့်နဲ့ဆိုရင်တော့အင်ဂျီတွက်ကြည့်လိုက်မယ်ဆိုရင်ကပြူမာတဲ့အင်ဂျီရဲ့၁၀၀ကျော်ရှိတယ်ခင်ဗျာကိုတရားကျော်သူတို့ကအသက်၁၈နှစ်35နှစ်အထိလူဆိုရင်သူတို့က၂ယောက်ရှိတဲ့အိမ်ဆိုရင်၂ယောက်စာတောင်းတယ်ခင်ဗျာကို၂ယောက်စာအပြည့် 3ယောက်ရှိတဲ့အိမ်ဆိုရင်2ယောက်စာတောင်းလာတာခင်ဗျားတို့တွေပြောပြောနေကြလွတ်မြောက်နေမည်ဆိုတဲ့နေရာတွေရှိပါတယ်အင်းအဲ့ဒီနေရာတွေကိုစစ်တပ်ကမလိုလားတဲ့သူတွေအနာရှင်စနစ်ကိုမကြိုက်တဲ့သူတွေအင်းတွန်းနေကြသလားအဲ့ဒီဒေသကလူတွေပဲဒီကိုလာပြီးခိုလုံနေကြသလားနတ်ဆာကရဲ့အောက်တမတော်ရဲ့ထိရောက်ထားတဲ့နေရာမှာလာခိုလုံနေသလားတွေးကြည့်လို့ရပါတယ်အင်းတွေးကြည့်လို့ရတာပေါ့ခုနပြောသလိုပဲ main တို့ အရန်ကိုကောင်းနေလို့မင်းတို့တွေအုတ်ချုံမှုကအရန်ကိုကောင်းနေလို့မင်းတို့လက်အုပ်မှာလာပြီးတော့နေတာမဟုတ်ပါဘူးစက်ကောင်စီလက်အုပ်မှာလာပြီးတော့ခိုးလောင်နေတာမဟုတ်ပါဘူးမင်းတို့ရုံမှမှုကိုပြည်သူတွေကအားလုံးသိနေလို့ ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရွတ်ထင်ပါဒီနေ့က2025လေးလပန်း16ရက်နဲ့နေ့လီပန်းမှာ North Sounding လို့ကိုတက်နံတလို့ကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးရမယ်ပထမ Sounding ကတော့ Democracy အကျိုးပြုကရင်တက်မတော် DKBA တက်ဖွဲ့ဝင်တွေနဲ့အင်းတင်ထားတဲ့ကြမ်းဖြတ်လောသားတွေအကြမ်းမှာပြစ်ခတ်မှုဖြစ်ပွားနိုင်တဲ့အခြေအနေအထိကို AB လ73ရက်နဲ့မိုးလွေပန်းကမြဝတီမြို့နယ်မှာရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့သိရှိရပါတယ်။ဒါကနဲ့ပတ်သက်ပြီးတော့အာ ်အရာဝတီတရင်ဌာနကမေးမြန်းထားတဲ့ရုတ်တံဖန်ကိုကျွန်တော်နဲ့တူအရင်ဦးဆုံးနားထောင်ကြည့်ကြည့်အောင်ဆိုတော့ဒီဟာကဘလူတွေဖြစ်ပွားခဲ့တာလဲဒါကသူတို့တွေမေးမြန်းထားတာကိုကျွန်တော်နဲ့တူနားထောင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာကအခုကြက်ပြတ်မှာဆိုလို့ရှိရင်တတော်လေးကိုနားမေးကြည့်နေတဲ့မြို့ဝတီနားမှာအခုချင်းထိတော့မဟုတ်နော်ပြန်ကျင်တဲ့လူတွေကပြန်လို့မရသေးဘူးလို့သိရှိရပါတယ်ဒီဟာကဘာဖြစ်လို့လဲဆိုတာကိုလည်းနားထောင်ကြည့်အောင်နော် အော်မနေ့ကရုံရင်းစကားဖြစ်တော်တာကတော့ဟိုသူတို့ဒီအစုအစုလိုက်ဖက်လိုက်ပေါ့နော်ဒီနိုင်ငံခြားနေရာ89ရောက်အားလုံးပေါ့သူတို့ကနေပြီးတော့ ဒီသူတို့ဒီရန်နေသူတို့ဆက်ခွာဖို့အတွက်သူတို့လူကြီးဆန်သာသူတို့နည်းနည်းဆန်နာပြကြတာပေါ့ဒီနည်းနည်းဆန်နာဆန်နာမျိုးရောက်ခွန်သေးဖို့ဒါဆိုရင်တော့အဲအဲ့ဒီချင်းတွေကိုကိုရိုးရန်ကဒီတောင်ပေါ်ရှိတဲ့အရာရှိတွေပေါ့သူတို့ကနေပြီးတော့ဟိုလူကနေတဲ့နေရာကိုပြန်သွားဖို့သူတို့အကောင်းဆုံးဖြစ်အောင်ဟိုပြောခဲ့တယ် ကြိုးခဲ့ပြီးတော့သူတို့ကနည်းနည်းဟိုတစ်ဖက်တစ်ဖက်ဟိုဥစားနားလည်မှုလွဲပြီးတော့မှရုပ်ရည်စာကလည်းနည်းနည်းလေးဖြစ်သွားတော့ပါကျန်တာတော့ဟိုထိုးတာချက်တာတော့မရှိပါဘူးဘော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 အဲ့မှာစီးတဲ့တောင်ဝန်ခံကိုကျွန်တော်တို့ကနေပြီးတော့ဒီကနေပြီးတော့ညွှန်ကြားပြီးတော့ဟိုသူတို့ကိုကျွန်တော်တို့နေမြန်မာနေဆန်နေရနေကြရင်မြောက်ဒီမျိုးယူယူပြန်လဲဖို့အတွက်ကိုဒီမြန်မာ မြန်မာအမေကြီးစင်းနဲ့ရဲရဲဌာနကိုကျွန်တော်တို့ဒီလိုခေါ်လဲ။ဟိုဥသာပေါ့။ဟိုသူတို့တင်နေခွင့်တင်ပြီးတော့ကျွန်တော်တို့သူတို့တက်ဆိုင်တန်ယုံတွေကိုပြန်လဲကုသမှုတက်ကိုကျွန်တော်တို့တရားနားလဲသွားဆင်ပြပြီးမှသူတို့တရားလေးနောက်မယ့်အောင်ဆင်ပြပြီးမှဟိုတရားလေးပြောရပါခင်ဗျ။လက်တော်လို့နေတဲ့ဒီလက်တော်ဒီဒီငားရဲ့အတွင်းမှာတော့ဟိုထားမှပြီးဒီချိန်မျိုး ဟိုမဖန်ဒီဘုတ်ကြောက်လဲတီချာလေးဟိုပြီးလိုက်ပြီးပြောတာပါလေ No fight No fight No fight ဒီကြီးဘုတ်ကဖူးဖို့ကျဲဖို့နော်လုံးနေတော့ဟုတ်ကဲ့ဒီဒီပြည်စင်လဲဒီဥသာဖြစ်လို့ပါဟိုဟိုကျွန်တော်ဘက်ကလေဒီမှာဟိုဖန်ဆစ်စားကလည်းဒီဒီပြည်စင်နဲ့ပြီးတော့ချက်ချင်းသူတို့ဒီနေကြနေကြတော့ဆောက်ပါနော်ဒီဖုတ်ဖတ်ဆောက်ပါ ။အိုးရေကိုတက်ကောတိချတာပေါ့နော်။အဲအဲ့ဒါနဲ့တောင်စီလူကြီးတွေနဲ့ဒီကျွန်တော်ကျွန်တော်ဒီကတောင်စီတဲ့လူကြီးတွေနဲ့ဖြစ်ဆက်ပြီးတော့ဒါတွေကိုထိုင်ထိုင်ပဲကောင်းလဲမရောက်ရှိဖို့အတွက်ကို အားကြီးပြုဖို့အတွက်အဲသူတို့ပဲတောင်းဆိုလာလို့ကျွန်တော်တို့တန်တဲ့နိုင်ငံပူပေါင်းပြီးတော့ဆောင်ရဆောင်ရပေးပါရခင်ဗျာ။ကဲဆိုတော့ဒီကတော့အာမြို့ဒီမြို့နယ်မှာရှိနေတဲ့ကျမ်းဖြန့်လောသားတွေကိုအခုဒီပီကေပီကအခုချက်ချင်းနေရပြန်ခွင့်ပေါ့နော်မဘေးသေးလို့ မပြန်နိုင်တဲ့သူတွေကိုအာဆန္ဒပြနေကြပါတယ်ပြန်နေတဲ့သူတွေကဆန္ဒပြနေကြပါတယ်ဒါကြောင့်မလို့အခုရောင်းရင်းဆန်ခန့်တွေဖြစ်နေတယ်လို့သိရှိရပါတယ်သူတို့ဒီကမင်းကလည်းပြန်နေတယ်သူတို့နှုတ်ပြီးတော့ဆက်ပြီးတော့ကြီးကြီးအောင်ယူတန်ဖန်မလဲဆိုလို့ရှိရင်တော့အေရာဝတီတန်းကပေါ့နော်အေရာဝတီတန်းမှာအခုအုတ်ကြီးတွေကဘလူတွေလောဆားနေကြလဲကိုစီတင်ဆက်ပေးတဲ့ယူတန်ဖန်ကိုကျွန်တော်နဲ့တူပြန်ပြီးတော့နားထောင်ကြည့်အောင်ဘလူတွေအုတ်ကြီးတွေကကျွန်တော်ပြည်သူတွေကိုဒုက္ခပေးနေရလဲဆိုတော့ကိုအဖုန်းနဲ့အဲ့ဒီ เอราวูรีแดงกาวเนาะเอราวูรีแดงกาปิโตตะอูกาอ่าโกซีซีมาฟอนเนี่ยပြောနေတယ်ยุทธันแฟนบ่เนาะยุทธันแฟนကိုကျွန်တော်နှစ်တူအတန်แฟนကိုနားထောင်လက်ရှိဒီတော်နိုင်ရေးမှာအစိုးဆုံးကเอราวูรีแดงกาအုတ်ကြီးတွေပဲအခုကျွန်တော်တို့ဒီမှာเนาะအောက်ကနေပြည်သူတွေဖုံးဆက်ပြီးပြောလာတဲ့အဲမှာเอราวูรีแดงဒေတာကြီးအိမ်မဲမြွနယ်တဲကကမျိုးကြီးပါပိုင်း၄ပါပိုင်းအုတ်စုကအုတ်ကြီးကဓမြတိုက်လိုမျိုးပြည်သူတွေရှိမှာစစ်မှုထမ်းဥပဒေအတွက်ဆိုပြီးတော့ တစ်ဖြတ်ကို3လစာကို8000လို့ပြောပေမဲ့3လမပြည့်သေးပဲနဲ့ပတ်စံနေအတင်းအဓမ္မလိုက်တောင်းနေတယ်ပေးစရာငွေမရှိလို့ဒီတည်င်းကိုအပေါ်တင်ပေးပါအောင်ဆိုပြီးတော့ခံရတဲ့ပြည်သူတွေကိုလည်းဖုံးဆက်ပြီးတော့အကြောင်းကြားလာတယ်သူတို့ကိုယ်တိုင် line ပေါ်ကိုတင်ပြီးတော့អော်ပေးပါဆိုလို့ကျွန်တော်ဒီအော်ပေးရတာဖြစ်တယ်နော်အခုဒီမှာအောက်ကကိုင်းကိုင်းချင်းကိုတိုင်ဖုံးဆက်လာတာကိုနားမပြောပါနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်ဘယ်ဘယ်တွေကဒီနေရာလေးပြန်ပြောပေးပါလား ဟုတ်ကဲ့ AR တိုင်းဒေတာကြီးအိမ်မဲမြို့နယ်ကမ်းစုကြီးပါဥက္ကဋ္ဌတက်တူကြောင်းဟာမဲမြို့နယ်ပေါ့နော်သူဟိုကပြိုကြီးရွာဆိုတော့ဟိုဟိုဥက္ကဋ္ဌ၄ဘိုင်ဆိုတော့ကပြိုရဲ့တက်တူကြောင်းရဲ့ထုတ်ကဲ့ချောင်းရဲ့စည်ရင်စုရဲ့ဟိုအဲ့၄ဘိုင်ဟိုအဲ့ဥက္ကဋ္ဌအုပ်ချုပ်တာခမရပေါ့ဟောအဲ့ဥက္ကဋ္ဌပုံရှိလားဩကထပုံတော့မရှိဘူးခင်ဗျာဒါပေမဲ့သူမင်းမပုံတော့ရှိတယ်ခင်ဗျာပို့ဩကထပုံလိုချင်တယ်ကိုလမ်းတောင်းလို့မရဘူးလား ဩကထပုံဟာသူသူကအခုပတ်စံဘာဘာတွေကောက်လဲပတ်စံကိုအဲဟိုဟာစစ်မှုတန်းအတွက်တည်းဆိုပြီးတော့အဲ့ဒါအခုကောက်တယ်ခင်ဗျာအခုအခုကကျွန်တော်ပထမအလုပ်ပေးသွားပြောတာအခုရမလားလို့ဖိရတလားဟိုမှာသွားပြောတယ်ခင်ဗျာအခုကျွန်တော်တို့အရာကျွန်တော်ကညိနေတော့အဲ့အဲ့ဒီဟာထက်ရမှာဖြစ်ဖြစ်နေအခုတယ်ဘယ်ဘယ်တော့တောင်းလဲအခုဒီတစ်ပတ်က၈000ဝက်တောင်းလာခင်ဗျာအခုဟာတအိမ်ကိုတလောက်၈000ဝက်တောင်းလာဟုတ်ကဲ့ခင်ဗျာအခု လက်စီကြီးတောင်းတာလားလားလူတို့ကတော့3လလို့ပြောတယ်ခင်ဗျာကို3လပြောမှအခု3လလည်းမပြေဘူးခင်ဗျာကိုတိန်ကို7000ခွဲတောင်းတယ်ဆိုတော့အဲ့ယွာ4ဘာလုံးတောင်းတာလဲဟုတ်ကဲ့4ဘာလုံးတောင်းတယ်ခင်ဗျာကို4ဘာလုံးတောင်းတယ်ဆိုမှအခုချီ7000ခွဲနဲ့ဆိုရင်တော့အင်ဂျီတွက်ကြည့်လိုက်မယ်ဆိုရင်ကပြူမာတဲ့အင်ဂျီက100ကျော်ရှိတယ်ခင်ဗျာကို တရားကြောသူတို့ကအသက်၈၈ဘတ်နဲ့35နှစ်အထိတူဆိုရင်သူတို့က2ယောက်ရှိတဲ့အိမ်ဆိုရင်2ယောက်စာတောင်းတယ်ခင်ဗျာကို2ယောက်စာအပြည့်3ယောက်ရှိတဲ့အိမ်ဆိုရင်2ယောက်စာတောင်းတယ်ခင်ဗျာကိုခင်ဗျာကိုကျွန်တော်တို့စိတ်မှုပါအစိတ်မှုအခုတောင်းပြီးတော့ပြန်သွားပြီကိုအဲ့လိုလားမလေးရအောင်သူတို့ကတို့တောင်းလာမရှိရင်လေးပေးရမှာပေါ့နော်ဒါဆိုဟုတ်ကဲ့ဟုတ်ကဲ့ဒေတာ every time ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဖြစ်နိုင်အဲ့ဒီရဲ့ဥက္ကဋ္ဌရဲ့ပုံလေးလိုချင်ပါလားအဲ့လိုက်တောင်းတဲ့ဥက္ကဋ္ဌလိုက်တောင်းတာကစေမှုနဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ရလိုက်တောင်းတာပေါ့ဟုတ်ပါခင်ဗျာဥက္ကဋ္ဌဩဥက္ကဋ္ဌအပေမှာစိုးတော့မလိုက်ဘူးဥက္ကဋ္ဌခင်ဗျာကိုသူအဲ့စေမှုတွေပဲလှုပ်ပြီးတောင်းခိုင်းနေခင်ဗျာပေါ့ဩစေယုံချစ်တောင်းခွင့် ပြောင်းနေပြီးတော့ရေမှုတွေချက်တော့ခိုင်းနေဟုတ်ပြီဟုတ်ပြီချက်တော့ဝင်ပါဘူး2ယောက်ရှိတဲ့အဲ့ကျတော့3000တောင်းပါလားခင်ဗျဟုတ်ဟုတ်ကြောက်စရာကြီးပါလားကွာအဲကျွန်တော်ဖြစ်နိုင်လို့ရှိရင်အဲ့ဒီဥက္ကဋ္ဌပုံလေးကိုကိုတို့လှမ်းပြီးတော့အဲ့ဥက္ကဋ္ဌ3နဲ့ Facebook အကောင့်လို့ဘာလို့မရှိဘူးလားအဲ့သူမိမ Facebook အကောင့်ထဲမှာသူတို့သူတို့ရိုက်ထားတဲ့ပုံရှိရှိမှာသူ့ပုံနဲ့ဆိုပို့ပြီးတော့ တင်ပေးရတာပိုကောင်းတာပေါ့ဘာလို့ဆိုတော့ဒီလူဒီမှာပြည်သူတွေကိုဒီလိုဒုက္ခပေးနေတယ်ဆိုတဲ့ဟာကိုတင်ပေးလိုက်လို့ရှိရင်အဲပို့ပြီးတော့ထိရောက်တာပေါ့သူသူတို့မိသားစုပုံမတွေ့ဘူးလားမတွေ့ဘူးခင်ဗျာအဲ့ဒီသူ့ဒေတာကိုပြေတာတောင်းရအောင်အဲ့ဒီဒေတာတက်တက်ဆက်တော်ကြီးပုံတောင်းကြီးပါကျွန်တော်ပုံရမှဒီဒီပို့ကျွန်တော်တင်ပေးတာပို့ပြီးချိအောင်မှာဘာလို့သူ့ပုံမြင်တဲ့ မြင်လို့ရှိရင်ပိုကောင်းတော့တွင်မကြတော့ဒီမှာပါဝင်ပတ်တမှုမှာတွင်မရောပါဝင်ပတ်တက်နေတာစိတ်ရတူကိုကျောင်းလာဆိုတဲ့ကောင်လုပ်တယ်။อืมဟုတ်။ဒီကောင်ကပေါ့ဝီချလေတာပေါ့။အသူမိမလည်းဒီပြည်သူတွေကိုဒုက္ခပေးတဲ့နေရာမှာပါဝင်ပတ်သက်နေတယ်ပေါ့အဲ့လိုလား။ပါရပါရခင်ဗျာကိုပါရ။သူမိမနာမည်ရွှေကြီး။နော်။မင်းအဆုလိုက်ကို။သူမိမနာမည်ရွှေကြီး။ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဆောစောခလာဟုတ်အာအဲ့ဥက္ကဋ္ဌနာမည်ဘလူဆောစောပါဆောစောနော်ဟုတ်ကဲ့ဟုတ်ကဲ့စေအိမ်မူနာမည်ကတင်တန်းမြစ်ခေါ်မောင်လှဝင်းနော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ ချက်ချင်းအတဲအရမပေးရပါမှာဆိုတော့ဟိုလိုက်တောင်းပါလေခင်ဗျာကိုမနေ့ကစပြီးလိုက်တောင်းတယ်ဒီနေ့ကိုချက်ချင်းမဖြစ်မနေပေးရပါမှာဆိုပြီးလိုက်တောင်းတယ်လို့ပါခင်ဗျာကိုဟုတ်အခုပေးစီရလဲကျွန်တော်မှာပတ်သက်မကြီးတက်သက်မကြီးတော့အလုပ်ပေးသွားပြောတယ်အလုပ်ဝေးသွားပြောတယ်လဲအလုပ်ကအခုတော့မှာတိတ်အဆင်မပြေတော့လေသမိုင်းရဲ့တိတ်အဆင်မပြေတော့အလုပ်ကိုမပေးကြဘူးခင်ဗျာကိုပြီးတော့အဲ့ဟုတ်ကဲ့ဟုတ်ကဲ့โอเคကျွန်တော်ဒါကိုတင်ပေးမယ်เนาะအဲ့လားဆို ဟိုလေးပို့ထားတယ်ခင်ဗျာဟုတ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုနေ့ပြလို့ရှိရင်အဲ့ဒီသူ့မိန်းမသူ့မိန်းမပုံရိုက်နေသူ့မိန်းမပုံမှာတင်ပေးထားပါနော်ပို့ပေးထားပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်ဟုတ်ကဲ့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 ပါအခုကလေးကျွန်တော်တခုတော့ပြောမှာပို့အခုအတန်ပါရင်တော့ပူထီရောက်ကြအတန်မပါဘူးဆိုရင်တော့ဟိုကျွန်တော်ကလောက်ကျန်လီစေပြီးပြောသူလို့ဖြစ်နေတယ်ဖြစ်နိုင်ရင်တော့ဟုတ်ကဲ့ဒါကတော့ကြားသိတဲ့အတိုင်းပဲသူကိုယ်တိုင် ပုံတင်ခိုင်းတယ်သူကိုယ်တိုင်ဒီဟာပြောထားလို့အလုံးဟိုသူလည်းမတတ်နိုင်တော့ရှာလို့လည်းမရဘူးအလုံးလည်းမရှိဘူးအဲ့ဒီပေါ်မှာဒီအုတ်ကြီးကပေးနိုင်ပေးမပေးနိုင်နှီးမျိုးစုံချိန်ချောက်တယ်အဲ့တော့ ARD တိုင်းမှာအစိုးဆုံးပဲဒီသတင်းတွေခဏခဏကျွန်တော်ရှိပို့ပို့လာတယ်ဒါပေမဲ့အခုလိုမျိုးမရှိရှိရှိအတင်းအသမလဲမျိုးတက်နေပြီးတော့ပြည်သူပစက်တွေကနှိုင်းထုတ်နေတယ်ဒီပြည်သူကိုဒုက္ခရအောင်လုပ်နေတယ်နော်ဂျပန်စကယ်တရန်လိုပဲအပေါ်ကပထွေးတွေကနည်းနည်းအောက်ကခွေးတွေကညံ့ညံ့ဆိုတဲ့ဟာမျိုး အောင်ကြီးရုပ်မှလည်းကောင်းနေဆိုရင်တော့ကျွန်တော်တို့ကဂျိန်းနေအေးယူပါလိမ့်မယ်လောလောဆယ်ငါတို့လုံးမနိုင်ဘူးဆိုပြီးတော့စိန်ခေါ်ရင်လည်းရပါတယ်နော်မကွေးတို့စကိုင်းတို့ပဲခိုးဘန်းတို့မှအဲ့ဒါလိုပဲစိန်ခေါ်ခဲ့တဲ့ကောင်တွေဘယ်ဘွားရောက်သွားတာလဲကြည့်ပေါ့တော်လန်ရေးဒါကတော့အခုချင်းမှာဖြစ်ပွားနေတဲ့အိုဂျီတွေရဲ့လုတ်ရက်ကိုကိုစီကတင်ဆက်ပေးတာဖြစ်ပါတယ်။အာအဲ့ဒီအရာဝတီတန်းကအိုဂျီတူရဲ့အာကျွန်တော်ပြည်သူတွေကိုမရှိရှိတာလေးကိုအာတောင်းယူနေတယ်မရှိဘူးဆိုရင်လည်းအာ ရှိပေးရမှာပါညာဘောနော်လိုက်ပြီးတော့ရှန်ခန်းနေတယ်တော့သိရှိရပါတယ်ဒါကအော်ကြည့်လို့ရဲ့လော့ရဲ့နောက်တစ်ခုကအာသူကတော့မိန်းသားလို့သိရပါတယ်ဘသူကလည်းမသိဘူးကျွန်တော်လည်းသိမင်ဖို့ဒီသူကသူတို့တရားကစစ်တပ်ကိုထောက်ခံပြီးတော့အခုအာဘီသူတွေဘောနော်အခုတက်ပွေးဖြစ်နေတဲ့နေရာကကျွန်တော်တို့လိုင်းတဖို့တွေကအော်ချွေနေရာကဘီသူတွေကစစ်ကောင်စီလက်ထက်မှာစစ်ကောင်စီအော်ချွေနေရာမှာလာပြီးတော့ခိုးလောင်နေတာဒါကမင်းတို့တွေကိုထုံးမခံလို့ဆိုပြီးတော့ပြောနေတဲ့ရုတ်တန့်ဖန်ညာကိုအသေးစိတ်နားထောင်ကြည့်အောင်ဆိုတော့နာမည်ကို ခုလုံးလုတ်ပြီးလိမ့်စားနေတဲ့သူတွေတိုင်းပြည်ပြိုကွဲစေခြင်းတဲ့သူတွေဟွန်းတပ်ပြည်ပိုကွဲစေခြင်းပြောနေတဲ့လက်သုံးစကားလေးရှိပါတယ်တောင်းလို့ကိုတော်လန်တာမဟုတ်ဘူးအာနာရှင်ကိုတော်လန်တာဟုတ်ပြီအာနာရှင်ကိုတော်လန်နေဆိုရင်ကျွန်တော်ဒီလိုလေးတွေးကြည့်ရအောင်ပါဘုယုံနေဝင်သူဆင်းသွားတဲ့အချိန်မှာသူ့သားကိုကာကွယ်ဦးစီးချုပ်နေရထားခဲ့တာလားဟွန်းဘုယုံမူကြီးတန်းရွှေအနာယူသွားတဲ့အချိန်မှာ သူ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့တာလားအင်းအခုလက်ရှိဘုံဘူးကြီးမင်းအောင်လိုက်အနာယူသွားတဲ့အချိန်မှာကောသူ့ရဲ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့မှာလားမထားခဲ့ပါဘူးဘသူတွေကမှမထားခဲ့ပါဘူးအင်းဘာလို့မထားခဲ့ရလဲတီလားသူ့ရဲ့အာနာကိုနော်အာနာကိုတီမဲစိမ်မဲသူတို့လက်ထည့်အောင်ပဲအထားခဲ့မှာသူတို့သားသမီးတွေကသုံးစားလို့မရကြလို့နော်ဒီကစီးပွားရေးသူပြအပီသူတို့စီကဘယ်လိုတွေစီးပွားရေးစားမလဲအာပတ်စံကိုရအောင်ရှာမလဲဆိုတဲ့သူတွေကြီးပဲ နော်ပတ်စံကိုရဖို့အတွက်လုံနေကြတာအဲ့ဒီလူတွေကိုယုံသူယုံကြည်ရတဲ့သူတွေကိုပဲအထမ်းမှာနော်အဲ့ဒီမှာငါအလွယ်မနေနဲ့စင်စက်မပြတ်အုတ်ချုပ်သွားကြတာဟာတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကြီးမှမဟုတ်ပါဘူးอืมဒီသူကနိုင်ငံရေးပါတီကအာဏာရခဲ့တဲ့အချိန်မှာလေနိုင်ငံရေးပါတီမှာရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကအုတ်ချုပ်သွားကြတာပါပဲအပြုတ်အပေးထားလို့မြန်မာပြည်မှာအာဏာရှင်စနစ်ဆိုတာဘယ်တော့မှ မရှိခဲ့ပါဘူးတိုးတော်လေနော် တော်လန်ရေးဆိုတဲ့ခေါင်းစဉ်လေးကိုအတုံးချပြီးလိန်စားခြင်းတဲ့သူတွေတပ်မတော်နဲ့တိုင်းပြည်ကိုပျို့ကွဲစေခြင်းတဲ့သူတွေကတော့အစင်တစိုက်ကြွေးကြော်နေခဲ့ကြပါတယ်။အမ်ဘလို့ကြွေးကြော်လဲ။ဘယ်ခေါင်းစဉ်ကိုလဲဆိုတော့အနာရှင်ကိုဖြုတ်ချခြင်းလို့ပါဆိုတဲ့ခေါင်းစဉ်လေးပါလေ။အင်း။အဲ့ဒီတော့ဗျာရိုးရိုးလေးတွေးကြည့်ရအောင်ပါ။စစ်တပ်ကအနာရှင်ဖြစ်နေတယ်ဆိုရင် လက်ရှိအစိုးရကအာဏာရှင်ဖြစ်နေတယ်ဆိုရင်စစ်တပ်လက်လမ်းမပြနေတဲ့နေရာတွေအခုစစ်တပ်ကလက်လွတ်ထားရတဲ့ဒေသတွေတမတော်အုပ်ချုပ်မှုမရှိတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကို မကြိုက်တဲ့သူတွေအာဏာရှင်ကိုမလိုလားတဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသမှာရှိတဲ့တက်နိုင်တဲ့ပတ်စံရှိတဲ့သူတွေကစစ်တပ်အုပ်ချုပ်နေတဲ့နတ်ဆကအစိုးရကုတ်ကဲမှုအောက်မှာရှိနေတဲ့ ဒေသတွေမှာလာရောက်ခိုလုံနေထိုင်ကြလားဒါကိုတိတိချာချာလိမ့်လာကြည့်အလွယ်တကူသိနိုင်ပါတယ်အဲသိနိုင်တာပေါ့မင်းတို့အပယွတ်မာတာကိုမင်းတို့စစ်တပ်တွေယွတ်မာတာကိုပြည်သူတွေအားလုံးသိနေလို့အဲ့ဒီမြေမင်းတို့ရှိမှလင်းမင်းတို့လက်ထက်မှာမင်းတို့အုပ်ချုပ်တဲ့နေရာကိုလာပြီးတော့အရန်ကိုကြံ့နေလို့အရန်ကိုသဘောကျနေလို့လာနေတာမဟုတ်ပါဘူးကျွန်တော်ပြည်သူတွေက အဲ့ဒီမင်းတို့ရွတ်မှာမှုကိုတည်နေလို့စက်ကောင်စီကကျွန်တော်တို့လိုင်းတက်ဖို့တဲ့ထင်းချွတ်နေရကိုလိန်နဲ့ဘုံလိုက်ကျင်းနေတာတည်နေလို့ပြီးသူတွေတက်ဖြတ်နေတာတည်နေလို့အဲ့ဒီမင်းတို့တဲမှာမမနေခြင်းပဲလေနေရတယ်မသွားခြင်းပဲလေသွားရတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီကအတူတူတွေကအသစ်တွေမှာကိုနော်မင်းတို့စစ်တပ်ကအကောင်လုံးရွတ်မှာတယ်ဆိုတော့ပြီးသူတွေအားလုံးတည်နေလို့မင်းတို့လက်ထက်မှာမနေခြင်းပဲလေနေရတယ် ဘာလို့လဲမင်းတို့ယူမှာမှုကပြီးသူတွေအလောင်းတိတယ်အဲ့ဒါကြောင့်မလို့မင်းတို့အရန်ကိုထောက်ခံနေလို့မင်းတို့အရန်ကိုကောင်းနေလို့လာပြီးတော့မင်းတို့လေဟုတ်ပါလာပြီးတော့ခိုးလောင်တာမဟုတ်ပါဘူးနော်အဲ့ဒါအတွေးမှားတော့ပြီငါအားရဲ့နော်အဲ့ဒီတော့စစ်တပ်ဟာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်နေတယ်ဆိုရင်อืมလက်ရှိအချိန်မှာခင်ဗျားတို့တွေပြောပြောနေကြလွတ်မြောက်နေမည်ဆိုတဲ့နေရာတွေရှိပါတယ်อืมအဲ့ဒီနေရာတွေကိုစစ်တပ်ကိုမလိုလားတဲ့သူတွေအာဏာရှင်စနစ်ကိုမကြိုက်တဲ့သူတွေ อืมตั้วหนีจ๋าดล่ะไอ้ดิเดต้าก็หลูดิเว้ยดีโกลาไปขุลงหนีจ๋าดล่ะนัสกาเอออกตํารวจเนี่ยทิ้งยกท้าได้เนียมาลาขุลงหนีดล่ะတွေးကြည့်လို့ရပါတယ်အဲတွေးကြည့်လို့ရတာဗောခုနပြောသလိုပဲ main တို့တွေ အရန်ကိုကောင်းနေလို့မင်းတို့တွေအုပ်ချုပ်မှုကအရန်ကိုကောင်းနေလို့မင်းတို့လက်အောက်မှာလာပြီးတော့နေတာမဟုတ်ပါဘူးစက်ကောင်စီလက်အောက်မှာလာပြီးတော့ခိုးလောင်နေတာမဟုတ်ပါဘူးမင်းတို့ရွတ်မှမှုကိုပြည်သူတွေကအားလုံးသိနေလို့ပြည်သူတွေကအကြီးကောင်လုံးကိုဂျူမင်ထားလို့မင်းတို့ရွတ်မှမှုဘလူတွေရွတ်မှမယ်လို့လည်းပြည်သူတွေအပေါ်ဘလူတွေတက်ဖြတ်မှုတွေလေရင်နဲ့ဘောင်းကျဲမှုတွေဘလူတွေလောက်လာမလဲဆိုတာကိုဂျူပြီးသိနေလို့မင်းတို့လက်ထက်မှာမနေချင်းလဲနေရတယ်ဘာလို့လဲဆိုရင်အသက်ကအရေးကြီးတာကိုမင်းတို့လက်ထက်မှာအာကျွန်တော်တို့လည်းတပ်ဖွဲ့တွေထင်းချွတ်နေမှာမင်းတို့တွေက အာနာယူပြီးတော့မင်းတို့တွေဘလူတွေရုတ်မှခက်လေလေရင်နဲ့ဘလူတွေကြဲခက်လေဆိုတာကိုဘီသူတွေအားလုံးကကြူသိနေတယ်အဲ့ဒါကြောင့်မလို့နော်မင်းတို့ရုတ်မှမှုကိုသိနေလို့မင်းတို့တွေကအရန်ကိုထောက်ခံနေလို့မဟုတ်ပါဘူးနော်ဒီတော့ဗျာအာနာရှင်ဆိုတာဘသူကိုပြောတာလဲလက်ရှိအခြေအနေမှာ ဖြစ်ပြက်နေတဲ့အခြေအနေတွေမှာလိလာသုံးသက်ကြည့်မယ်ဆိုရင်မဆက်ကအစိုးရဘယ်ရာပဲဖြစ်ဖြစ်ဥပဒေတိုင်းသွားပါလေဟွန်းဟွန်း သို့တော့ဥပဒေတိုင်းမသွားတဲ့လက်နက်ကင်အဖွဲ့အစည်းတွေရှိပါတယ်။ဟိုနေ့ကလာရှိုးဖြစ်စဉ်ကိုကြည့်ရင်အာသိကြပါဘူး။ဘလို့လဲအဲ့ဒီတော့စစ်တပ်ကိုအာဏာရှင်လို့ဆွဆွဲပြီးတော့အာဏာရှင်စနစ်အမြင့်ဖြတ်ခြင်းနဲ့ဆိုတဲ့လူတွေဟာအာဏာရှင်နာဟုမလာဘဲနဲ့လွတ်မြောက်နေပြီဆိုတဲ့နေရာတွေမှာသူတို့မိသားစုတွေကိုပါခေါ်ပြီးတော့သူတို့ဘဝတွေကိုတိဆောက်ရဲသလားဆိုတာ ခမရို့ယုံကြည်အားကိုးနေတဲ့ NUG အစိုးရကလူတွေကိုဟာလားသူတို့ကသူတို့အစိုးရလို့နာမည်တက်ထားတဲ့မို့လို့အစိုးရလို့ကြီးညွှန်းတာပါတကယ်တော့ငပိုးတွေပါအဲ့ဒီ NUG တွေကလူတွေရောနတ်ဆာကအစိုးရကိုတော်လှန်နေတဲ့သူတွေကိုကိုခမရို့မေးကြည့်ပါစစ်တပ်ကိုအာဏာရှင်တို့သတ်မှတ်ထားတဲ့ဆိုရင်စစ်တပ်ကထိန်းချုပ်မှုနဲ့ဝေးတဲ့နေရာမှာရှိတဲ့မြို့တွေမှာသူတို့တွေတွားနေရဲသလားလို့ကျွန်တော်မေးလို့ဆိုပါဗျာ ဟုတ်ပြီဟုတ်ပြီနော်ဒီကောင်ကတော့အာတချို့တွေပြောနေကြမင်းသားလို့ပြောတယ်အနုပညာရှင်ထဲကလူတယောက်လို့ပြောနေကြဘုံမတယောက်ပေါ့နော်သူကခုချင်းမှာဒီသူတွေကကျွန်တော်တို့တော်လိုင်းရေးတော်လိုင်းရေးဖို့တွေကထင်းချုံနေမိတယ်မှာမနေရေးဘူးကျွန်တော်တို့အာနတ်စက်ကစက်ကောင်စီလက်အောက်မှာပဲလာပြီးတော့ခိုးလောင်နေတာဆိုပြီးတော့သူသဘောမျိုးနဲ့ပြောချင်တာဒါမှမဟုတ်လေပြည်သူတွေကအာအသက်ထက်အရေးကြီးတာဘာမှမရှိဘူးလေ ပြည်သူတွေကမင်းတို့ရဲ့စစ်တပ်တွေယုံမှမှုကိုသိနေတယ်။မင်းတို့ရဲ့စစ်တပ်တွေကဘလူတွေယုံမှတက်လဲဘလူတွေတပ်ဖြတ်မှုတွေကျူးလွန်တက်လဲဘလို့ထက်ဘလို့ထိရက်ဆက်လဲဆိုတာကိုအားလုံးသိနေလို့နော်ကျွန်တော်တို့လိုင်းတစ်ဖက်တွေလေးလေးထင်မှာနေမေဆိုလို့ရှိရင်နေလို့ရတယ်ကောင်းကောင်းအောင်လော့ဆလို့ရတယ်အာကောင်းသွေးမှုကလည်းအရန်ကိုကောင်းနေတယ်အာတခြားနေရာမှာနေဆက်ရေးရကိုလည်းနေဆက်မှာလည်းအကောင်လုံးကိုကျွန်တော်တို့လိုင်းတစ်ဖက်တွေကသင်းချုပ်ထားတယ်ဒီဟာကိုကျွန်တော်တို့ပြည်သူတွေကမနေချင်မနေပါဘူးလားနေချင်တာပေါ့ပြည်သူတွေက ဘာလို့လဲမနေရတာကဘာလို့လဲမင်းတို့ရဲ့စစ်တပ်တွေလွတ်ရဲမှုကိုပြည်သူတွေကအားလုံးကိုဂျူသိနေတယ်။လေရင်နဲ့မင်းတို့တွေမနိုင်ဘူးဆိုလို့ရှိရင်ရှောင်းမေးမေးလာပြီဆိုလို့ရှိရင်မင်းတို့တွေလေရင်နဲ့ဘုံလိုက်ကြည့်နေတာကိုလည်းကျွန်တော်တို့ပြည်သူတွေကအားလုံးသိနေလို့မင်းတို့လည်းလက်ထက်မှာမနေခြင်းလေးနေရတယ်။ဘာလို့လဲအသက်ကအရေးကြီးတယ်။အဲဒါကြောင့်မလို့နော် မင်းတို့အရန်ကိုထောက်ခံနေလို့မင်းတို့အုတ်ချုံမှုကအရန်ကိုကောင်းနေလို့မင်းတို့လွန်ချောင်မှုကအလျန်ကိုပေးတက်နေလို့အရန်ကိုပေးနေလွန်းလို့မင်းတို့လက်အောင်မှာလာပြီးတော့နေတာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းတဖွဲ့တွေကလူလိုလူလိုလူလိုသူလိုနေတယ်ဒါမှမဟုတ်လည်းမင်းတို့တွေညွတ်မှမှုကအကောင်လုံးကိုပြည်သူတွေကတည်နေလို့အာမင်းတို့လက်အောင်မှာလာပြီးတော့အာမရှိရှိတာလေးကိုရောင်းပြီးတော့လာနေတာဖြစ်ပါတယ်ဘာလို့လဲနေတာမင်းတို့တွေကအရန်ကိုထောက်ခံတော့မဟုတ်ပါဘူးမင်းတို့ညွတ်မှလို့ညွတ်မှမှုကိုမင်းတို့ရက်စက်မှုကိုအကောင်လုံးကိုတည်နေတဲ့ပြည်သူတွေက မင်းတို့တွေလက်အောင်မှာနေကြဖြစ်ပါတယ်နော်အကုန်လုံးကိုသိနေပါတယ်ဒါကလည်းကျွန်တော်တို့ပြည်သူတွေကတချို့ဆိုလို့ရှိရင်အခက်အခဲရှိနေတယ်မြို့ပေါ်မှာနေဖို့အခက်အခဲရှိနေတဲ့သူတွေကအများပြားရှိနေတယ်ဒါတောင်မှလည်းမင်းတို့ရုံမှမှုကိုသိနေတဲ့လူတွေတောင်မှဒီတန်းပဲအာကျွန်တော်တို့မဖြစ်ဖြစ်ဖြစ်နာလေးနဲ့နေနေရတာနော်မင်းတို့လည်းဆက်ပြေးရှောင်တဲ့နေရာကိုတော့မချန်ပေးနဲ့ကြီးနေတဲ့ကောင်တွေကကျွန်တော်တို့ပြည်သူတွေကအာသေးဖို့အဓိကကိုပဲမင်းတို့တွေတက်ခတ်နေရဖြစ်တယ်တို့တွေ့ကြအောင်နော်။ဒီအရကပြည်သူတွေအားလုံးသိနေလို့မင်းတို့တွေချင်းချွတ်နေရလာနေတာဖြစ်ပါတယ်။မင်းတို့တွေကအရန်ကိုထောက်ခံနေလို့မဟုတ်ဘူးနော်။ အတွေ့တို့မားမနေနဲ့နော်အသိကြီးပြီးအချိန်မရှိဘူးနော်တို့တရားကဒီနေ့နေ့လေးပတ်မှာနောက်ဆုံးရရှိထားတဲ့သတင်းထုတ်တွေကိုကျွန်တော်ဗီဒီယိုဖန်တွေကိုပြင်ပြီးတော့ကြည့်ရအောင်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲဆောင်းသွားမယ်ညနေပတ်မှာသတင်းထုတ်တွေပြင်ပြီးတော့လာကြပါမယ်